္ဓပါရှင်ဒီမကတင်ဆက်ပါဒီနေ့နိုဝင်ဘာလ12ရက်နေ့အတွက် People's Spin ရဲ့အနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်တင်တယ်ဆိုတဲ့အသေးပေမျိုးတရုတ်တန်ရာရှိမှတ်ချက်ပေးလို့အငင်းပွားမှုတွေဖြစ်ပေါ်နေပါတယ်မြေမြုပ်မိုင်းတွေကိစ္စပြန်တောင်းမှန်ဖို့ကမ္ဘောဒီးယားကို ထိုင်းတောင်းဆိုထားတာပါ Hypersonic ဒုံးကျည်တပ်တိုက်လေယာဉ်ကိုခိုးယူဖို့ Ukraine နဲ့ Britain ကြံစည်ခဲ့ကြောင်း Russia ဆွဆဲလိုက်ပါတယ်ဒီသတင်းအပြည့်အစုံကိုနားဆင်ရမှာပါရှင်။ ဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်တင်တယ်ဆိုတာမျိုးအတိတ်ပဲတက်ရောက်တဲ့တရုတ်တန်ရာရှိရဲ့မှတ်ချက်ကြောင့်နှစ်နိုင်ငံကြားအငင်းပွားမှုတွေမြင့်တက်လာနေပါတယ်။ထိုင်းဝမ်ကသာတရုတ်ကတက်ခိုက်ရင်ဂျပန်ကလည်းပြည်ဆောက်တပ်တွေဆေလွတ်ပြီးကုညီခုခံစေမယ်ဆိုတဲ့သဘောမျိုးကိုဂျပန်ဝန်ကြီးချုပ်တဲ့ဆာနာအေတာဂါအီချီကပြောကြားခဲ့ရကလက်ရှိပြဿနာစတင်ခဲ့တာပါ။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့အိုဆာကာမှာရှိနေတဲ့တရုတ်ကောင်စီဝန်ကသဘောထားတုံ့ပြန်ရမှာ။ တာဂါအီချီကိုခေါင်းဖြတ်တင်တယ်လို့အဓိပ္ပာယ်နှစ်ခွယူလို့ရမယ့်အသုံးအနှုန်းမျိုးနဲ့ရေးသားထားခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့သတင်းပတ်ထုံးကအတိုက်ခံလွတ်တော်အမတ်တူကထိုင်ဝမ်ကိုသာတရုတ်ကအစ်စ်ပြိုတက်ခိုက်လာမယ်ဆိုရင်ဂျပန်အစိုးရရဲ့အမူအရကဘယ်လိုရှိမလဲဆိုတာကိုမေးမြန်းခဲ့ပါတယ်တရုတ်ဟာထိုင်ဝမ်ကျွန်းကိုပိုင်တဲ့နေမြေတစ်ခုအဖြစ်သတ်မှတ်ထားပြီးလိုအပ်လာရင်စစ်အင်အားသုံးသင်းယူမယ်လို့မကြာခဏချင်းချောက်ထားပါတယ်ထိုင်ဝမ်ကတော့ဒီမိုကရေစီပြည့်ဝတဲ့တရားလွတ်လပ်စွာရည်တည်မှုကိုသာလိုလားနေတာပါ အတိုက်ခံအမတ်ရဲ့အမေကိုတာကာအီချီကပြန်ပြေးရမှာတော့ထိုင်ဝမ်နားကိုစစ်သည်မော်တွေရောက်လာတာအင်အားသုံးမဲ့အရေးအယောင်တွေတွေ့လာတာမျိုးဆိုရင်ဘယ်သူတွေကဘလို့ပဲအမြင်ကွဲနေပါစေလက်တွေ့အားဖြင့်တော့အရှင်တန်မှုကိုချင်းချောက်ချင်းဖြစ်စဉ်တစ်ခုလို့သတ်မှတ်ရလိမ့်မယ်လို့တုတ်ပြန်ခဲ့တာပါအဲ့ဒီဝေါ်ဟာရကဂျပန်ရဲ့အစ်စ်ရေးနဲ့အနိုင်ငံရေးအခင်းကျင်းမှာတော့အထူးအကဲဆန်နိုင်ပါတယ်ဒီစကလုံးကို2015ခုနှစ်ဂျပန်လုံခြုံရေးဥပဒေထဲမှာတရားဝင်သုံးနှုန်းထားပြီး ဂျပန်နဲ့မဟာမိတ်နိုင်ငံတစ်ခုခုကိုလက်နက်ကင်တိုက်ခိုက်မှုတစ်ခုဖြစ်လာတာမျိုးကိုယဉ်ညွန်ပါတယ်။ဒါဆိုရင်ဂျပန်ရဲ့ပြည်ဆောက်တပ်တွေကအဲ့ဒီချင်းချောက်မှုကိုတုတ်ပြန်ဖို့အစည်းအမံတွေကိုစတင်အသက်သွင်းရမှာဖြစ်ပါတယ်။ဒါကအီချီရဲ့စကားကတရုတ်သာထိုင်ဝမ်ကိုတိုက်ရိုက်တိုက်ခိုက်လာမယ်ဆိုရင်ဂျပန်ကတရုတ်ကိုတိုက်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်နေတဲ့နောက်ဒါဟာအစွမ်းကုန်မိုက်မဲတဲ့အမှတ်ချက်မျိုးလို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကအဝေဖန်ခဲ့ပါတယ်။အိုဆာကာမှာရှိတဲ့တရုတ်ကောင်စစ်ဝန်ရှူချန်းက တာကာအီချီရဲ့စကားတွေအကြောင်းဖော်ပြထားတဲ့သတင်းဆောင်ပါတစ်ခုကိုလူမှုကွန်ရက်မီဒီယာအိတ်မှာမျှဝေခဲ့ရမှာသူကိုယ်ပိုင်မှတ်ချက်တစ်ခုကိုပါထည့်ရေးခဲ့ပါတယ်ရှူရဲ့မှတ်ချက်မှာတော့ညဉ့်ညံတဲ့ခေါင်းကသူ့ဘာသာဆက်နေရင်တောင်ဖြတ်ပြစ်ရမယ်လို့ပါရှိခဲ့ပါတယ်ဒါဟာအန်ဒီအမ်များပြီးဒုက္ခပေးနိုင်တဲ့အတွေးခေါ်မျိုးကိုအခြေအနေစိုးမားခင်ကြိုတင်ရှင်းပြတဲ့နယ်ဆိုတဲ့အသေးပေမျိုးရည်ညွှန်းတာလည်းဖြစ်နိုင်ပါတယ်တန်အရာရှိတူအနေနဲ့ဒီစကလုံးမျိုးသုံးလုံးတာကတင်းလျော်မှုလုံးဝမရှိဘူးလို့ ဂျပန်အစိုးရအတွင်းရေးမှူးချုပ်မီနိုရူခီဟာရာကနိုဝင်ဘာလ10ရက်နေ့မှာ အတီအလင်းဝေဖန်ခဲ့ပါတယ်။ရှူရဲ့မှတ်ချက်နဲ့ပတ်သက်လို့ဂျပန်ကတရုတ်အစိုးရစီတရက်အရေးဆိုကန့်ကွက်ခဲ့တယ်လို့တစ်ဖက်မှာလည်းတက္ကအီချီပြောခဲ့တဲ့စကားအတွက်တရုတ်ကဂျပန်စီတရုတ်ဝင်ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။အငြင်းပွားစရာတွေဖြစ်လာတဲ့နောက်ရှူကသူ့ရဲ့ post ကို X ကနေပြန်ဖယ်ရှားလိုက်ပြီးဖြစ်ပေမဲ့အငြင်းပွားမှုတွေကတော့မပြီးဆုံးသေးပါဘူး။နိုဝင်ဘာလ17ရက်နေ့မှာတော့တက္ကအီချီက သူပြောခဲ့တဲ့သဘောထားအမှတ်ချက်ကိုပြန်ရုပ်သိမ်းစရာအကြောင်းမရှိဘူးလို့ထပ်ပြောခဲ့ပါတယ်။သူ့ရဲ့သဘောထားဟာအစိုးရရဲ့ပုံမှန်ဆွဲကင်ထားတဲ့မူဝါဒရပ်တည်မှုကိုပဲညွှန်ညွှန်းကြောင်းဒါပေမဲ့သူ့အနေနဲ့တခုခုကိုမှတ်ချက်ပေးမယ်ဆိုရင် စကားအသုံးနှုန်းကိုပိုပြီးဂရုစိုက်သွားဖို့တော့ရှိနေကြောင်းဝန်ကြီးချုပ်ကပြောကြားသွားပါတယ်ရှင်။နေဆက်မှာမြေမြုပ်မိုင်းတွေထောင်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့ဝန်ချတောင်းပန်ဖို့ကမ္ဘောဒီးယားကိုထိုင်းအစိုးရကတောင်းဆိုလိုက်ပါတယ်။အခုသတင်းပတ်ထဲမှာ မိုင်းကွဲပြီးထိုင်းစစ်သားတွေဒဏ်ရာရခဲ့တာဟာကမ္ဘောဒီးယားကအသစ်ထပ်ထောင်ထားတဲ့မိုင်းတွေကြောင့်လို့ထိုင်းကဆွဆဲခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးထိုင်းဟာကမ္ဘောဒီးယားနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားတဲ့စာချုပ်တွေကအချက်လက်တွေလိုက်နာကြံတုံးမှုကိုဆိုင်းငံ့ထားမယ်လို့လည်းနိုဝင်ဘာလ10ရက်နေ့မှာကြေညာခဲ့တာပါထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာဇူလိုင်လတုန်းကနေဆက်ပြည်ပခါတွေကိုအကြောင်းပြုပြီး9ရက်ကြာဆစ်ဖြစ်ခဲ့ပါတယ်အဲ့ဒီနောက်ပြီးခဲ့တဲ့လောက်မှာတော့ အမေရိကန်မလေးရှားအစိုးရရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုအရစစ်ပြည်ငင်းရေးစာချုပ်ချုပ်ဆိုခဲ့တာပါနိုဝင်ဘာလ10ရက်နေ့ကမိုင်းပေါက်ကွဲမှုကြောင့်နေဆက်မှာကင်းလက်နေတဲ့ထိုင်းစစ်သားတယောက်ကိုလက်အင်ကချွတ်ယွင်းပြီးနောက်တစ်ယောက်လည်းဒဏ်ရာရခဲ့တယ်လို့ထိုင်းစစ်တပ်ကပြောပါတယ်ဒါပေမဲ့ကမ္ဘောဒီးယားကတော့စစ်ဖြစ်ပြီးနောက်ပိုင်းနေဆက်မှာနင်းမိုင်းတွေထပ်ထောင်ထားတယ်ဆိုတာကိုညင်းဆိုထားပါတယ်ထိုင်းစစ်သားတွေထိခိုက်ကြရတဲ့ကိစ္စနဲ့ပတ်သက်လို့ကမ္ဘောဒီးယားဘက်ကတေချာပြန်တောင်းမဖို့တောင်းဆိုထားကြောင်း ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိ Nick Kondach Balangura ကသတင်းထောက်တွေကို November လ12ရက်နေ့မှာပြောကြားခဲ့ပါတယ်။ပြီးတော့ဒီကိစ္စမှာဘာတွေမှားယွင်းခဲ့တယ်လဲ။ဘယ်သူစီမှာတာဝန်ရှိတယ်လဲဆိုတာတွေကိုအချက်အလက်အတိအကျအစုံစမ်းဖော်ထုတ်နိုင်ဖို့နောက်ထပ်အလားတူကိစ္စတွေဖြစ်မလာအောင်တားဆီးမဲ့အစည်းအမံတွေရေးဆွဲဖို့ကမ္ဘောဒီးယားဘက်ကအသိပေးထားကြောင်းသူကဆိုပါတယ်။ထိုင်းဘက်ကတောင်းဆိုမှုနဲ့ပတ်သက်လို့ကမ္ဘောဒီးယားအစိုးရပြောရေးဆိုခွင့်ရအရာရှိသူကတော့အမှတ်ချက်ပေးဖို့ညွှန်ဆိုသွားပါတယ်။ နိုဝင်ဘာလ17ရက်နေ့မှာ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကထိုင်းနဲ့နေဆက်တချောက်မြေမြုပ်မိုင်းအသစ်တွေထပ်ပြီးထောင်ထားတယ်ဆိုတဲ့ဆွဆဲချက်ကိုပယ်ချခဲ့ပြီးငင်းကြေးသဘောတူညီချက်ကိုတိတိကျကျလေးစားလိုက်နာအကောင့်ထဲပေါ်နေကြောင်းတုတ်ပြန်ခဲ့ပါတယ်။ထိုင်းစစ်တပ်ကထုတ်ပြတဲ့မိုင်းအစိပ်ပိုင်းတချို့ကိုလေ့လာပြီးစစ်လက်နက်ပါရဂိုတချို့ကတော့တချို့မိုင်းတွေဟာလက်တလုံးမှအသစ်ထောင်ထားတာဖြစ်နိုင်ခြေရှိကြောင်းခန့်မှန်းထားကြပါရဲ့ရှင်။ ရုရှားရဲ့မျိုးဆက်သစ် hypersonic ဒုံးကျည်တပ်ဆင်ထားတဲ့တပ်လျင်တစ်စီးကိုခိုးယူဖို့ယူကရိန်းနဲ့ဗြိတိန်တို့ပူးပေါင်းကြံစည်ခဲ့ကြောင်းရုရှားထောက်လှမ်းရေးဌာန FSB ကစွပ်စွဲပြောကြားခဲ့ပါတယ်။ရုရှားထောက်လှမ်းရေးဌာနရဲ့အဆိုအရယူကရိန်းနဲ့ဗြိတိန်တို့ဟာ Kinzhal အမျိုးအစား hypersonic ဒုံးကျည်တပ်ဆင်ထားတဲ့ MiG-31 တပ်လျင်တစ်စီးကို အပိုင်စီးပြီးခိုးယူလာပေးဖို့ရုရှားတပ်လျင်မှုတူဦးကိုချဉ်းကပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမစ်ရှယ်တစ်ခုလုံးရဲ့အကြီးအကျယ်ချက်က ရုရှားကိုအကြီးအကျယ်ဒေါ်တာထွက်အောင်ရန်ဆပြီးပြဿနာတွေကိုပိုရှုပ်ထွေးသွားစေဖို့ဖြစ်တယ်လို့ဆိုပါတယ်။ခင်ဇောဆိုရာဟာရုရှားသမ္မတဗလာဒီမာပူတင်ဂုံအယူရဆုံး hypersonic ဆက်လက်မှတ်တွေတဲကတစ်ခုဖြစ်ပါတယ်။ hypersonic ဆိုရာဟာအတန်ထက်အနည်းဆုံး၅ဆပိုးများအောင်ပြန်တန်းနိုင်တဲ့မြန်နှုံးကိုရည်ညွှန်းတာပါ။ရုရှားသတင်းဌာန Interfax က FSB အရာရှိတချို့ရဲ့အဆိုကိုကိုးကွားပြီး November 17ရက်နေ့မှာသတင်းဖော်ပြခဲ့ရပါတော့ Ukraine ထောက်လှမ်ရေးအေဂျင့်တွေဟာ တိုက်လျင်မှုကို MiG-31 တိုက်လျင်နဲ့အတူဒုံးကြီးကိုခိုးယူလာပေးမယ်ဆိုရင်ဒေါ်လာ3တန်းပေးမယ်လို့ကမ်းလှမ်းခဲ့ကြောင်းဒါ့အပြင်လျင်မှုဆန္ဒရှိတဲ့ဥရောပနိုင်ငံတစ်ခုကမှနိုင်ငံသားဖြစ်ခွင့်ပြုမယ်လို့လည်းကတိပြုခဲ့ကြောင်းပါရှိခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့လျင်ကိုအပိုင်စီးခိုးယူပြီးရင်နေတိုးစစ်မှောက်မဲ့အဖွဲ့ဝင်ရူမေးနီးယားနိုင်ငံရဲ့ကွန်စတန်တာမြို့နောက်ကစစ်အခြေစိုက်စကန်တစ်ခုစီပြန်တန်းလာရမှာဖြစ်ပြီးအဲ့ဒီနေရာမှာလေကြောင်းကောက်ွေလက်နက်တွေနဲ့လေရင်ကိုဖြက်စီးပစ်ချလိုက်မှာပါ။ ဒါဟာရုရှားကနေတိုးကို ထိပါရန်စတဲ့ဆိုတော့လောက်ကျန်ဇလန်းကို ဖန်တီးဖို့အခင်းကျင်းမျိုးလို့ FSB ကဆိုပါတယ်။ရုရှား Telegram Channel တွေက Ukraine Agent တူကအလုတ်ဖြစ်မယ်လို့ယူဆရတဲ့ရုရှားတပ်လျင်မှုတူကိုကနအူးချင်းကပ်ခဲ့ပေမဲ့လေယင်မှုကငင်းဆန်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အဒီအခါတွဲဖက်လေယင်မှုကိုဆက်လက်ချင်းကပ်ခဲ့ပြီးလေယင်ပြန်တန်းနေချိန်မှာလေယင်မှုရဲ့အောက်ဆီဂျင် ပိုက်ကနေအဆိပ်ခတ်နိုင်မဲ့အစီအစဉ်ကိုပါကန့်လန့်ပြင်ဆင်ပေးခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလေရင်အပိုင်စီးမှုကိုမူလကနိုဝင်ဘာ၄ရက်နေ့မှာအကောင့်ထဲပို့ဖို့ကြံစီပြီးတစ်နှစ်လောက်ကြိုတင်အချိန်ယူထားခဲ့တာလို့ FSB ကစစ်ဆေးပါတယ်။အဲ့ဒီကိစ္စနောက်ကွယ်မှာဗြိတိန်ကလည်းထက်ထဲဝဝင်ပါဝင်နေကြောင်းဒါပေမဲ့ဒီကိစ္စအထောက်မမြအောင်ဒါစီးနိုင်ခဲ့ကြောင်း FSB ကပြောပေမဲ့အသေးစိတ်ကိုတော့အမှတ်ချက်မပေးခဲ့ပါဘူး။ရုရှားအစိုးရပိုင်း RNA သတင်းဌာနကလည်းယူကရိန်းနဲ့ဗြိတိန်ထောက်လှမ်းရေးဌာနတွေပူးပေါင်းပြီးရုရှားကိုအကြီးစားရန်ဆောင်တဲ့ကိစ္စတခုကိုကြားပြဟန်တားနိုင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ရုရှားရဲ့ဆက်ဆွဲချက်နဲ့ပတ်သက်ပြီးအတည်ပြုဖို့တော့အခက်ခဲပါတယ်။ယူကရိန်းနဲ့ဗြိတိန်ဘက်ကလည်းဒီကိစ္စအပေါ်တုံ့ပြန်ဖြေရှင်းတာမရှိသေးပါဘူး။ FSB ကဒီကိစ္စအတွက်လက်တော့ပြန်တဲ့အနေနဲ့အခုသတင်းပတ်အစောပိုင်းတော့ယူကရိန်းရဲ့မြို့တော်ကိယန်မှာရှိတဲ့ electronic ထောက်လိုင်းရင်းနဲ့တခုကိုခင်းစောဒုံးကျည်တွေနဲ့တက်ခါခဲ့တယ်လို့လည်းပြောပါတယ်။ FSB ဟာဆိုဗီယက်ခင်မှာအထူးနာမည်ကြီးခဲ့တဲ့ KGB ထောက်လိုင်းရေးဌာနကိုစက္ကန်ထားတဲ့ agency လည်းဖြစ်ပါရဲ့ရှင်။ People's Spin ရဲ့အနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါရဲ့ရှင်။